။မြေအတားတူးဆောင်လို့ခုလဲသူကကျွန်တော်တိုက်ကျွန်တော်အဓိကတိုက်ခိုက်တဲ့သူကအမေပါပေါ့နော်။ဒါလူဆုံးလုံးပြပြရမှာပေါ့နော်။တို့မန္တလေးကမျိုးရိုးကလည်းတပင်းမျိုးရိုးရှိရယ်ပြီးတော့အဖွားကလည်းအဲ့လိုမျိုးရုပ်ရှင်တွေမှာလည်းဆိုတော့အိတ်ဆွာထဲရာဆိုတော့ အဲဝါဒနာပါတယ်တို့ပေမဲ့လည်းမိကတော့ရုပ်ရည်အားဖြင့်တိုက်ခိုက်တယ်လို့မျိုးဟိုအတန်အားဖြင့်လည်းတားရဲမိမဖြစ်နိုင်ပတ်စံနေမဖြုံးငယ်ဆိုပြီးပြောတာတော့အမေပါပဲကိုနားမှာပဲရှိသိကြတယ်လို့လေအဲ့တော့တော့ရန်ကုန်သွားနေရမှာလေကိုကမန္တလေးမှာဆိုတော့ရန်ကုန်သွားမှာဆိုလို့ဒီနေ့ချမ်းမြေပါစေဒီနေ့ ချင်းလို့တော့နားထောင်တော့ဘယ်လိုခံစားရလဲဟိုးဟမ်အဲ့မန်လေးမှာမန်လေးမှာတော့လေအမေအဲ့ပေါ်တော့ကောင်းပါ